တိုင်းမှာတက်တာလေကျမလည်းမသိကျမတစ်တော့တိုင်းမကြည့်ကျမတတ်တော့ကြောက်ကြရလေဟဲ့ဒေါ်ဒီရေဒေါ်ဒီတို့ကြောင်းမနာမည်နဲ့ဆံမနာမည်နဲ့တိုင်းမှာတက်နေတယ်အဲ့ဒီချက်ကြီးသမီးမရိုက်ဘူးမရိုက်ဘူးဆိုရင်မရိုက်တဲ့တက်တယ်အတမီးအဲ့ဒါကလေးနဲ့အောက်ကောင်းရက်ကိုရိုက်လာဟုတ်လားအဲ့ဒါလေးလည်းမီးနေတာဟုတ်ကဲ့ဟိုရိုက်တဲ့ချက်ပေါ့နော်အဲ့လိုဆိုတော့ကျမအမေးပြောတယ်အဲ့တော့ तू ကအားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ကျူရှင်ဆရာမက6နှစ်အရွယ်ចောင်းသားလေးကိုရိုက်နှက်လို့အစင်းတွေထင်နေတီကိုမိဘတွေမေးမြန်းသည့်အခါ အတန်းပိုင်ဆရာမကရိုက်နေတာဖြစ်ကြောင်းကလေးငယ်အားမှကြားထားရကမိဘတွေတီးတဲ့အခါကလေးငယ်ကိုမေးကြည့်ရာကျူရှင်ဆရာမတင်ထားသည့်အတိုင်းပြန်ပြောရကနေအတန်းပိုင်ဆရာမကျူရှင်ဆရာမကြောင်းဦးကြီးနဲ့အုတ်ထင်းသူမိဘတို့အထကကမာရုံမှာဘလူရီတောင်ဖြစ်ပျက်ခဲ့လဲဆိုတာသိရှိရအောင်အဆုံးထိနားဆင်ဝေဖန်တုံးသက်ပေးသွားခဲ့ပါအောင်ခင်ဗျာဒါလည်းကျမလည်းမသိကျမတစ်တော့တိုင်းမကြည့်ကျမတတ်တော့ကြောင်းကြီးရလေ ဟဲ့ဒေါ်ဒီရေဒေါ်ဒီတို့အကြောင်းကနာမည်နဲ့ဆံမနာမည်နဲ့နိုင်မှာတက်နေတယ်တစ်ချက်ကြည့်လိုက်အောင်ဟဲ့နေပို့ပြီငါလည်းမလုပ်ချောက်ဘူးအဲသူပို့ပြီးတော့ကျမလည်းဒီအကြောင်းအောင်ဂရုတင်လိုက်တယ်ဟဲ့ဝီရှုဝီရေအဲ့လိုရလိုက်တယ်ပြောတယ်အဲ့လိုပါနေအဲသူကလည်းပြန်လာမှမိုးချုံမှအဲဒီချက်ကြီးသမီးမရိုက်ဘူးမရိုက်ဘူးဆိုရင်မရိုက်တဲ့တက်တယ်အဲသမီးအဲ့ကလေးတွေကိုအတန်းကိုခေါ်ပြီးသမီးကလေးတွေအဲ့ငယ်သူ့ရိုက်လာဘူးဘူပါတွေ့လဲဆိုတာနော်အဲ့လိုမျိုးကလေးတွေကိုနေကလေးတွေရှိမှာပေါ့နော်အဲ့ညာအောင်ကောင်းရက်ကိုရိုက်လာဟုတ်လားအဲ့ဒါလည်းမင်းပါနော် ကုန်ပြီးရတယ်။နောက်ပြီးတော့လည်းပေါ့လူမျိုးလေးပေါ့နော်။ဒီကလေးကညီရပဲသူပဲရိုက်တာလား။တချို့ညီရနေအင်ဂျန်တော့ဟိုအကြောင်းကနေအင်ဂျန်တော့အကြောင်းကိုတမ်းမရောက်ဘဲနဲ့ဘယ်လိုရမလဲ။ဟိုကျူရှင်မများကျူရှင်ဆရာမများရိုက်လာတာလေးတွေလည်းရှိတယ်လေ။အကြောင်းကဆရာမနဲ့ကျူရှင်ဆရာမနဲ့ရောသွားတာလည်းဖြစ်ချင်းဖြစ်မှာပေါ့နော်။ဒါမျိုးလေးတွေလည်းရှိလို့ကျမကွဲကွဲပြားပြားသိချင်လို့ကဟိုတနောက်ကြီးလဲဟိုရိုက်ဖို့လည်းခွင့်မပြုတာဘူးလေ။တို့လည်းသိတယ်ကျမလည်းပြောတယ်။ အစမ်းနဲ့ဆုံးမမယ်ဟာလာဒီလိုပဲခုံပြူရိုက်မယ်ဘယ်သူမဆိုဒီမှာအမြင်များပြောရကိုလည်းတာမီးဝေးလာတယ်ဟိုဘဒုတာမီးပဲဖြစ်ဆင်းရဲချမ်းတာသူတို့မွေးလိုက်တာသူတို့ချစ်တာပဲဒီမှာအမြင်ပြောတယ်ဆုံးမမယ်ပြောမယ်ပြောလို့မရရင်လွတ်ချတာလားဟုတ်ပါလားဘာပဲပြောပြောကိုကတော့ခုနတော့သောနဲ့ပြောတယ်ဒါပေမဲ့သူတို့ကငဲတယ်လေဒီဂျီတို့ဂျီဝိုင်းတို့ဂျီတူးတို့ကဘာမှမသိသေးဘူးဟာလာမသိတော့ကိုပြောတော့လည်းအလကားပဲအော်ရိုက်လေတစ်ချက်ပေါ့နော်အဲ့လိုဆိုတော့ဒီမှာအမြင်ပြောတယ်အဲ့တော့သူကတော့သူမရိုက်ဘူးတဲ့အဲမရိုက်ဘူးလို့ရှင်အဲ့ဒါဆို ခေါ်ပြီးလိုက်မယ်ဒီလိုလိုက်တယ်အဲ့တီးရအောင်ပေါ့နော်အေးသက်ပြပါညာပေါ့အဲ့ဒါလေးကိုခေါ်ပြီးတော့ပြောတာပါနော်ကျွန်တော်ပြောပါမယ်အဲ့လိုဆိုတော့အဲ့တော့သမီးဘက်ကလည်းအဲ့ကလေးတွေကျွန်တော်ခေါ်ပြီးတော့ခေါ်သွားလိုက်မယ်ချင်းဒီခေါ်သွားလိုက်ရေးခေါ်လိုက်ပါကလေးတွေပဲခေါ်လိုက်ကလေးတွေခေါ်လိုက်ကလေးအများကြီးခေါ်ရမှာလို့ရှိရင်မဟုတ်လေနည်းနည်းနားလေကိုမိမဆက်တယ်မဟုတ်ဘူးမိမကိုခင်ဗျာကျောင်းရအောင်ပြီပါလေဒီနေ့တက်လာတဲ့သတင်းတစ်ပုဒ်လေးစာသင်ကျောင်းဝင်ပြဿနာတက်ပြန်ပြီလားဘယ်လိုဖြစ်လဲဆိုတော့ ကလေးလေးကအိမ်ပြန်ရောက်တော့မိဘတွေကသူတို့သားသမီးတို့သူတို့ကြည့်မှာပေါ့ဘလူးမဆိုပဲကိုသားသမီးကိုကိုလန်လို့ကြည့်ကြတာပေါ့နော်ဒါမှမဟုတ်ရေချိုးရင်းနဲ့လည်းမြင်သွားတာတော့ပေါ့အဲ့ကလေးရဲ့ကြောကုန်းမှာဒဏ်ရာတွေပါလာပါလာတော့အဲ့ဒီခုသူတို့ပြဿနာတက်နေတဲ့အထက်ထဲမှာတော့ကလေးကိုမေးထားတာတော့မပါဘူးပေါ့နော်အဲ့မအေးရနေပြီးတော့ ိုင်အက်စ်မာကြီးလည်းအဲ့ဒါကိုစဉ်းစားနေတာဘယ်လိုလုပ်ရဆိုတာကိုမအေးကမေးလိုက်ရင်တော့အတိအကျသိမှာပေါ့အဲ့ဒါကိုမအေးကနေပြီးတော့ကြောင်းဝဆရာမရိုက်ပါတယ်ဆိုပြီးတော့ပြဿနာတက်တယ်ကမ္ဘာရုပ်အထက်ကတက်ကတက်ကတဲ့ဒီလားအဲ့ဒါနဲ့ line မတင်လိုက်မှာပေါ့သူကလိုက်မတင်လိုက်တော့ကျောင်းဝလူကြီးကလည်းမသိဘူးကျောင်းအုပ်ဆရာမကြီးကိုသူတို့ဆရာမအချင်းချင်းတခြားကျောင်းဝနေပြီးတော့ဖုံးဆက်လာတယ်သားတကယ်ကြီးနေလို့ကျောင်းလိုက်မတက်နေတယ်ဒီလိုလူဖြစ်တယ်ခလေးကိုရိုက်ထားလို့ကျောင်းကုန်းဒီမှာပေါ့နော် ဆိုတော့သူကလည်းသူဆရာမတွေသူဘောဒီလိုရိုက်ဖို့တရားတော်ရိုက်ဖို့မညွန်ကြားထားဘူးအဲ့တော့ဘာဖြစ်လို့များတရားတော်ရိုက်ရတယ်မသိသူဆရာမတွေသူခေါ်စစ်တာဗောနော်ခေါ်စစ်တဲ့ခါကျတော့ဆရာမတွေလည်းသူတို့မရိုက်ဘူးဖြစ်ကြပြန်ဟောတိလားအဲ့ဒါနဲ့ဆရာအာဆရာမတွေနဲ့ဟိုစားမိဘတွေကြားမှာကွဲလွဲမှုဖြစ်နေအမှန်တကယ်ရိုက်လိုက်တာကျူရှင်ရဆရာမရိုက်လိုက်တာတဲ့အဲ့ဒါကို မအေးရလဲတေချာမမေးမိဦးနေမှာပေါ့အဲကျောင်းကဆရာမရိုက်ပါတယ်ဆိုပြီးဆရာမနာမည်တင်လိုက်တာဆရာမနာမည်လည်းတင်လိုက်ကောပြီးလည်းပြီးတော့အဲဆရာမ तू မဟုတ်ဘူးဆိုပြီးတော့ဖြစ်ကောအဲ့နောက်လည်းကြာတေချာမေးတော့ကျူရှင်ဆရာမဖြစ်တော့ပြန်တောင်းမှန်းရတာပေါ့ကွာကဲအဲ့ဒီတော့ဆရာမကျောင်းကဆရာမရိုက်တာမဟုတ်ပါဘူးပေါ့ကျောင်းကဆရာမရိုက်တာမဟုတ်ပါဘူးပေါ့ကျူရှင်ကဆရာမရိုက်တာပါဆိုပြီးတော့ပြန်တောင်းမှန်းတော့နာမည်တွေပါထည့်ပြောတော့တာလေအဲ့ဒီတော့ကလေးတွေလည်းကြောကုန်းတွေတော့မရိုက်နဲ့ခြေစလုံးတွေပါတယ်ရိုက်လက်တွေရိုက်လို့ရတာပဲကွာဟလာမျက်နာတွေကြောကုန်းတွေတော့မရိုက်နဲ့ကြောကုန်း ုံးကြအဆောက်နိုင်လည်းရန်နီးတယ်လေဒီခေတ်မှာလည်းတခုခုဖြစ်သွားလို့ရှင်ဟဟလာဟိုစိတ်ကူတာစိတ်တရားလည်းကြီးလိုက်တာမှပြောမနေဘူးဟဟလာမတော်လို့များကလေးအဆောက်ကွာသွားတာဟိုဘာမှမဟုတ်ပဲနဲ့လေလေဟိုဖြစ်တတ်တယ်ဟိုအလျက်တစ်ပြက်ကလေးပေါ့နော်ဟိုမထင်ထားတဲ့ဥစ္စာကလည်းကြီးကြီးမားမားဖြစ်သွားတတ်တယ်ဒီလားဟိုတကယ်အုံနဲ့နဲ့အုံနဲ့ရိုက်ပြီးတော့လေဟို အဲ့ဒါအကြီးကြီးမားမားမဖြစ်တာတွေလည်းရှိတာပေါ့နော်။ဘာမဆိုဘောနော်။အဆရာမတွေလည်းပြောချင်ပါတယ်။သူများသားသမီးတွေကိုဟလာဆုံးမတာလည်းမှန်ပါတယ်။ရိုက်ခွင်နဲ့ပေးထားပါတယ်။ဒါပေမဲ့တော့ကြော်ကုန်လို့မျက်နာတို့တော့မရိုက်ဖို့ တောင်းဆိုပါတယ်နော်ဒါကိုလည်းတောင်းသားမိပါဖြစ်ခဲ့တော့ကိုသားသမီးကိုလုပ်ရင်လည်းကိုလည်းဒီလိုပဲခံစားရမှာပဲလေအလားအပြစ်ရှိလို့ဆုံးမလာဆုံးမလို့ရပါတယ်ဆရာမတို့နော်ရိုက်ပါလက်တွေချီသလုံးတွေရိုက်ပါရိုက်စရာနေရာတွေရှိပါတယ်လို့ဒီခေါင်းတွေမျက်နှာတွေကြောကုန်းတွေကတော့ဟလားအဲ့ဒါရောဘလူးမတော့ခွတ်မလို့ဘူးပေါ့နော်ဒီကြတဲ့ဒဏ်ရာတွေကပါလာတော့အဲ့ဒါမှာ ်ပါလာတော့ဖြစ်ရှင်တော့အကျူရှင်တဲ့အကြောင်းနဲ့ဆရာမတွေတွေ့ကုန်ရောအကြောင်းကဆရာမနာမည်ကိုမှားပြီးရေးလိုက်တော့အဲ့ဒါပြန်တောင်းမှန်တယ်ခုကြောင့်ဒီမှာကျမနေ့ဆွေးနွေးထားတဲ့အဆက်ကလေးပေါ့နော်ဆွေးနွေးမှာဒါပေမဲ့ကျမယူနီဖောင်းနဲ့ဆွေးနွေးတယ်ဆိုတာကကျမစာသင်ချိန်မှာပြုလုပ်တဲ့ဆွေးနွေးချက်မဟုတ်ပါဘူးကျမရဲ့လုပ်ငန်းခွင့်ပြမချိန်မှာကျမဆွေးနွေးထားတဲ့ဗီဒီယိုလေးပေါ့နော်အခုပြန်တင်တာပေါ့ကျမပထမဆုံးဆွေးနွေးနေတာကမိဘတွေက ်တို့မိဘကြီးနဲ့ပတ်သက်ပြီးဆွေးနွေးကြနေပေါ့ကလေးတွေအားလုံးကျွန်တော်တို့အကြောင်းကိုရှက်ရှိလာမဲ့ဥပဒေရဲ့ကလေးတွေအားလုံးကကျွန်တော်တို့စာသင်ကျောင်းကိုမရောက်ခင်မှာမိဘတွေနဲ့အိမ်မှာအထူးထူးနေခဲ့ရတယ်ပေါ့နော်အဲ့လိုနေတဲ့အချိန်မှာမိဘတွေရဲ့စီးပွားရေးလူမှုရေးအထက်အကျတိုင်းမှာကလေးတွေကိုလည်းတိုက်ရိုက်ထိတယ်ဆိုတော့ကျွန်မတိုက်ရိုက်ရောက်တယ်ပေါ့နော်အဲ့လိုပြောချက်လားဒါပေမဲ့ကျွန်တော်တို့ကတိတယ်လို့ဆိုတော့ကလေးတွေကစာသင်ကျောင်းကိုရောက်လာတဲ့အခါကျရင် အိမ်မပျော်ရွှင်စရာတွေပါလာရင်ကျောင်းမှာပျော်တယ်။အိမ်မဝမ်းနည်းစရာတွေပါလာရင်ကျောင်းမှာဝမ်းနည်းတယ်။ဟုတ်နော်။အဲ့လိုဝမ်းနည်းအဲ့လိုဖြစ်ဖြစ်ကလေးတွေပါလာတယ်။ပါလာတဲ့အတွက်ကြောင့်ဒီကလေးတွေကိုဟုတ်နော်။ကျွန်တော်ကျောင်းထဲမှာ30ရှိသည်ဖြစ်စေ40ရှိသည်ဖြစ်စေ50ရှိသည်ဖြစ်စေအဲ့ဒီကလေးတွေရဲ့ငယ်စင်းလေးတွေကျွန်တော်တို့ကရှူထားကြပြီးသားဖြစ်တယ်လေ။ဒီရကြောင့်ပျော်တဲ့ကလေးကဘာကြောင့်ပျော်တယ်။ဝမ်းနည်းတဲ့ကလေးကဘာကြောင့်ဝမ်းနည်းတယ်ဆိုတာကျွန်တော်တို့သိတယ်။ ။အဲအဲ့လိုသိတဲ့အတွက်ကြောင့်ဆီစမားတွေကဝန်နေတဲ့ကလေးဆိုရင်လေတူချင်းဆွေးနွေးရမယ်ဆိုရင်တူချင်းခေါ်ဆွေးနွေးတယ်။တူချင်းကိုဒါမှမဟုတ်ရင်အကုန်လုံးနဲ့ပဲပြောပြီးတော့ဝတ်သားစီရတယ်။အေးပေါ့နော်။ဖန်တီးပြလို့ရတယ်ဆိုရင်ဖန်တီးပြလိုက်တယ်ပေါ့။ဇာစာသင်ခန်းထဲမှာကျမတို့ပြုလုပ်တဲ့အလေးအကျင့်လေးတွေပေါ့။ဒါကြောင့်မို့မိဘတွေကမိဘတွေစီကကျမတို့ပြောတာပေါ့နော်။ဗီဇတွေကကလေးတွေရှိမှပါလာတယ်။ပြီးအခြေစိုက်တွေပါလာတယ်ဆိုတာဟုတ် ဘာလို့လဲဆိုတော့ကျမတို့ကเจ้าမှနေပေမဲ့တည်ရလေဘာလို့လဲဆိုတော့ကလေးတွေမှာအခန့်စားချက်တွေပါလာတာ ਉਹ ကျမတို့ကတည်ရလို့ပြောတာအဲ့ဒါကြောင့်မို့လို့အဲ့ကြောင့်မို့မိဘတွေရဲ့ဟိုပါပေါ့နော်ပျော်ရွှင်ခြင်းတွေကကလေးတွေနဲ့ကူးဆက်လာလို့ကျမတို့အားလုံးပိုင်းပျော်ပေးလို့ရတယ်လို့ဆိုပေမဲ့ကလေးတွေစိတ်ခန့်စားချက်ပေါ့နော်ဝမ်းနည်းစရာတွေရှိရဲမိသားစုအဆင်မပြေတာတွေပေါ့နော်အဲ့လိုမျိုးတွေနဲ့ပါလာတဲ့ကလေးကြတော့ကလေးတွေမှာ စိတ်ထိခိုက်တယ်ပေါ့နော်ကလေးစိတ်ထိခိုက်တယ်အားငယ်တယ်အဲအဲ့ဒါလိုမျိုးပေါ့ကလေးရဲ့စိတ်ခံစားချက်တွေပြောမယ်ဆိုအဲစိတ်ခံစားချက်တွေကြတော့အဲ့လိုမျိုးလေးတွေကြတော့ကလေးတွေအတွက်အဆင်မပြေဘူးပေါ့နော်အဆင်မပြေတဲ့အတွက်ကြောင့်ဟိုဘအများနဲ့တင်ယူတဲ့အခါမျိုးကြရင်ကလေးတွေမှာစိတ်ပေါ့နော်စိတ်တွေးဟာလေးတွေဖြစ်တတ်တယ်အဲကြောင့်မို့ကျမအရင်ဆုံးမိဘတွေကိုမြစ်တရရခံကျင်တာကကျမတို့ရဲ့နာဂတ်သားကောင်းကလေးလေးတွေရဲ့ရှေ့မှာ ဝန်းနေစရာတွေရှိမင်းဆိုရင်ဘောနော်ကလေးစိတ်ထိခိုက်မဲ့အကြောင်းအရာမျိုးတွေကြာရင်ပေါ်တော့ကလေးတွေရှိမှမပြုတ်လို့ပြီးဖို့ကျမမြတ်တရရခိုင်အပတ်ဖောက်တိန်နာចောင်းဆောင်များဖြင့်စာတင်ကြပေးနေမတ်28ရက်ကလုတ်ခတ်ခဲ့သည့်ငလင်ကြီးចောင်းပျက်စီးသွားခဲ့ရသည့်စကိုင်းမျိုးရှိចောင်းဆောင်မှုများပြုပြင်တိဆောက်နေစေကာလ၌ ကွန်တိန်နာကြောင်းဆောင်များဖြင့်စာတင်ကြပေးလျက်ရှိသည်ငလင်ကြီးကြောင့်စကိုင်းမြို့ဇေယျကွက်တစ်နှင့်ရွာထောင်ရက်ကွက်များရှိပျက်စီးသွားသောအလယ်တန်းကြောင်းကွက်များ၌ကွန်တိန်နာကြောင်းဆောင်များယာယီပြုလုပ်ပြီးပညာတင်ကြပေးနေခြင်းဖြစ်သည်ထိုကွန်တိန်နာကြောင်းဆောင်များကို ASEAN Central ကထောက်ပံ့လူတန်းထားခြင်းဖြစ်ပြီးယခုကဲ့သို့ပညာတင်ကြပေးနေနိုင်ပြီဖြစ်သည်လက်ရှိတွင်ငလင်ပေး3လကျော်ခဲ့ပြီဖြစ်ကာစကိုင်းမြို့ပေါ်များ၌အပြည့်စီးများကိုရှင်းလင်းပြီးစီးသူများရှိတော်လဲ ရှင်းလင်းစေကြံနေသူများလည်းရှိနေစေဖြစ်သည်အောင်မှုချင်းချင်းအအောင်စုဖွဲ့ပြီးတော့ဗောနောအနိုင်ကျင့်တဲ့ကိစ္စဗောနောပါးတွေရိုက်ပြီးတော့အနိုင်ကျင့်တဲ့ကိစ္စဗောနော အဲ့ဒီကိစ္စက2024ခုနှစ်ကဖြစ်ခဲ့တာဆိုပေမဲ့လည်းပညာရေးဝန်ကြီးဌာနကပြောတာပေါ့နော်2024 2025ပညာသင်နှစ်ပေါ့နော်ဟိုမနေ့ကပေါ့မနေ့ကဖြစ်ခဲ့တဲ့ပြဿနာပေါ့နော်အဲ့ဒီပြဿနာဖြစ်တဲ့အတွက်ကြောင့်လည်းပေါ့နော်နှစ်ဖက်မိဘတွေကိုခေါ်ပြီးတော့ပေါ့နော်အဲကျောင်းမှာခေါ်တယ်ပေါ့နော်စီးဝေးခေါ်တယ်ခေါ်ပြီးတော့ကျတော့အဲ့ဒီဗီဒီယိုရိုက်ပေးတဲ့ယောက်ျားလေးဗီဒီယိုရိုက်ပေးတဲ့ယောက်ျားလေးအဲ့ဒီမှာကပါရိုက်တဲ့လူတွေရောဗီဒီယိုရိုက်ပေးတဲ့လူတွေအကုန်လုံးသူတို့မိဘတွေကိုခေါ်ပြီးတော့အဲ့ကျောင်းမှာခံဝင်ခံဝင်ကတိလက်မှတ်ထိုးခိုင်းတယ်ထိုးပြီးတော့မိဘတွေဆံပြန်အပ်တယ် ဖြစ်တင်လာဗျာလုံးဝမဖြစ်တင်ဘူးဗျာဘာလို့လဲဆိုတော့ဒီတိုင်းလက်မှတ်လေးထိုးပြီးတော့နောက်တစ်ခါလုံးဝမလုပ်ပါဘူးဆိုတော့လက်မှတ်လေးပဲထိုးပြီးတော့တစ်ဖက်ကကြေးပေးပေးလိုက်ရတယ်ဗျာခင်ဗျားတို့သာသမီပညာရေးဝန်ကြီးဌာနခင်ဗျားတို့ရဲ့သာသမီဆိုရင်ရောအဲ့လိုမျိုးနှိပ်စက်ခံရတယ်အဲ့လိုမျိုးနိုင်ချင်းခံရတယ်ဆိုရင်ရောခင်ဗျားတို့ဒီတိုင်းပဲလက်မှတ်လေးခံဝင်လေးပဲထိုးပြီးတော့ပြန်လုပ်ပေးပါလားခင်ဗျားတို့ကလူစိတ်မရှိဘူးတကယ်ကိုညီမကိုညီမလေးကိုသာသမီလေး ိုးမလေးအဆိုလို့ရှိရင်ဆိုရဲစိတ်လေးနဲ့တွေးကြည့်ဖို့မကျေနပ်ဘူးလုံးဝမကျေနပ်ဘူးအဲ့ကိစ္စကဂျပအပစီအကြောင်းလည်းမရှိဘူးခင်ဗျားတို့တာတမီဆိုရင်ရောခင်ဗျားတို့အဲ့လိုမျိုးဂျပမှာလားကိုချင်းစာကြက်တီတော့